ဒေဝင်းမီမှာပါရရင်ခွန်တန်းဆိုတော့ဟိုဟာအရင်ပြောရပါတော့ကျွန်တော်တို့အမတ်တရတွေအများကြီးရပါတယ်ဟိုဘယ်လိုပြောမလဲထင်တော့မထင်တော့ဒီလောက်ထိအမတ်တရတွေအများကြီးရမယ်လို့ကျွန်တော်တို့ရဲ့ကျွန်တော်တို့ချစ်တဲ့ပရိသတ်တွေနဲ့လည်းဘယ်လို project key နဲ့အတူတူအမတ်တရတွေလည်းရှိသလိုကျွန်တော်တို့ရဲ့ member ချင်းချင်းလည်းအမတ်တရတွေလည်းအများကြီးပဲရှိပါတော့ဟိုရင်တော့ကျွန်တော်တို့ရှိခဲ့တဲ့ပြောစရာအချိန်လေးတွေကိုပြန်ရတယ်အဲ့တော့အရင်မဲ့အမတ်တရဖြစ်တယ်ဟုတ်လားအင်း ကိုတို့အမှတ်တရဆိုရင်တော့အဲ့လိုတသက်စာမေးလို့မရမယ်အဲ့လိုအခိုက်အတန့်လေးပေါ့နော်ဟုတ်တယ်ခုနကကိုပြောလို့ပဲအဓိကကျွန်တော်တို့နဲ့ကျွန်တော်ရဲ့ game လေးတွေ fan လေးတွေကဘယ်လိုမျိုး relationship လဲဆိုတော့ဒီလိုမျိုး romantic center တွေအဲ့လို dating မျိုးတွေထက်ကျွန်တော်တို့ကအခွင့်အရေးပုံများတယ်အခွင့်အရေးတော့ကိုယ့်ရဲ့မောင်နှမတွေလို့ကိုယ့်ရဲ့ part of the family ပေါ့နော်ဒီကိုယ့်ရဲ့မိသားစုဝင်တွေလို့မျိုးဆက်ဆံကြတယ်ရွေးထွေးကြတယ်အဲ့လိုမျိုးဟို relationship မျိုးဆိုဒီလို dating program ကျွန်တော်တို့ကအခွင့်အရေးပုံများတယ်ဆိုတော့ဒီ throughout the game မှာလည်းကျွန်တော်တို့က game တွေအများကြီးဆိုတော့ တဲ့အခါမှာကျွန်တော်မှန်းမထားတဲ့ဟာမျိုးတွေပေါ့နော်။ဟာတရက်ကိုတစ်မျိုး၊တရက်ကိုတစ်မျိုးဆိုတော့အဲ့လိုအာယတ္တတွေကမျိုးဆိုပထမရက်မှာငိုရာတွေရောအပျော်ရာရောနောက်နေ့ကျရင်လည်း surprise တွေရောနောက်နေ့ကျရင်အဲ့လိုအမျိုးမျိုးမျိုးဆိုတော့ဘဝမှာတစ်သက်လုံးမေးလို့မရမဲ့ဟာတွေပေါ့။အဲ့လို fan လေးတွေလည်းအဲ့လိုပြန်ဝဲဝင်နေတဲ့ fan လေးတွေလည်းလာပါတယ်ကျွန်တော်။အဲ့ဒီမိုင်ပွဲလေးတွေရှိတော့လာ။ကျွန်တော်မျက်နှာကိုပြန်မြင်အဲ့ဒီတော့က moment တွေပြန်ပြီးတော့သတိရတယ်။ one so so အဲ့လိုမျိုးကြီး။ဘယ်လိုခံစားချက်ကြီးလဲမပြန်ရအောင်။ ဒီဝင်းမီမှာပါရရင်ခွန်တန်းဆိုတော့ဟိုဟာအရင်ပြောရပါတော့ကျွန်တော်တို့အမတ်တရတွေအများကြီးရပါဟိုဘယ်လိုပြောမလဲထင်တော့မထင်တော့ဘူးဒီလောက်ထိအမတ်တရတွေအများကြီးရမယ်လို့ကျွန်တော်ရဲ့ကျွန်တော်တို့ချစ်တဲ့ပရိသတ်တွေနဲ့လည်းဘယ်လို project key နဲ့အတူတူအမတ်တရတွေလည်းရှိသလိုကျွန်တော်တို့ရဲ့ member ချင်းချင်းလည်းအမတ်တရတွေလည်းအများကြီးပဲရှိရပါတော့ဟိုရင်တော့ကကျွန်တော်တို့ရှိခဲ့တဲ့ပြောကြအချိန်လေးတွေကိုပြန်ရတယ် ဲ့တော့အရင်မဲ့အမှတ်တရဖြစ်တယ်ကျွန်တော်တို့ဟော၆လောက်ဘယ်လောက်ဝါတောင်း9000နဲ့640ရောက်ဆိုလားမသိဘူးဟုတ်ဟုတ်တော့မှပေါ်လာတာပြောပြတာကျွန်တော်တို့လည်းမသိပါဘူးလို့ဘယ်နှစ်ယောက်ရှောက်လာမှာလဲဒါပေမဲ့အဲဒီအာစီစဉ်မှာတော့ကျွန်တော်တို့ဒီပြိုင်ပွဲဝင်အားလုံး16ယောက်ဟုတ်တယ်နော်အားအားကြတော့အား16ယောက်နေတယ်16ယောက်16ယောက်ထဲမှာအာတို့ပြိုင်ပြိုင်ပွဲအပေါင်းဝင်ဝင်ရရင်လည်းပေါ့ဒီမှာဖြည်းဖြည်းချင်းစီရလို့16ပါအာဒီစီစဉ်လေးမှာတော့ အချင်းတစ်ပေါက်ကတော့ဗောနော်အပထမဆုံးပြောချင်တာကအခွေတွေမြင်ရမှာပါလိမ့်မယ်လို့ဘာလို့လဲဆိုတော့ဗောနော်လောကအာကျွန်တော်တို့နဲ့ family နဲ့အလုံးအ family လို့ဖြစ်နေဆိုတော့ပြီးတော့ဒီလူတွေကလည်းဘလုံးကမျက်နှာဒီအဲ့လိုရင်းနှီးပြီးသားလူတွေဆိုရတော့ဗျာအများနဲ့ပွဲမှာလည်းအဲ့လိုကျွန်တော်တို့ဆဆနောင်နောင်ပြမြောင်နဲ့အဲ့လိုပြောနေကြအခုလည်းအဲ့လိုပဲအပြပြောရွှေရွှေနဲ့လို့လောကအခွေလေးတွေဗောနော်အဲမြင်ရလိမ့်မယ်အချင်းတစ်ပေါက်ကတော့ဒီအစီအစဉ်ကိုကြည့်တဲ့လူတွေမှန်သမျှဗျာလို့ရောမလဲဟိုပြင်မနေရအချိန်မှာဒီအစီအစဉ်လေးကြည့်ပြီးအဲ့လိုဒီမောပြီးရွှေရွှေကျွန်တော်တို့နဲ့အတူတူအဲ့လိုခံစားချက်သားလည်းဖြစ်ပြီးတော့ရွှေရွှေရလိမ့်မယ်လို့ကျွန်တော် အခံစားမှာပေါ့နော်ဆိုတော့ तू อ่ะမျိုးမျိုးလဲဆိုတော့ program ကြည့်ရင်သိမယ်ဘာလို့ဆိုတော့လေကျွန်တော်ကိုနိုင်ကပင်လေပြန်ပြီးတော့ကြည့်ချင်တယ်ဗောနော်ကျွန်တော်က member တွေအကုန်လုံးလဲပြန်လွတ်မဲ့အချိန်ကိုအရင်စောင့်တယ်အရင်မဲ့ပြန်ကြည့်ချင်တယ်ဘာလို့ဆိုတော့ပရိသတ်တွေလဲကျွန်တော်ပြောလိုက်ရင်အကုန်လုံးပေါ်ကုန်လိုက်မယ်ဘာလို့အရင်မဲ့ပြောစရာကောင်းတယ်ရတာစုံတယ်ဗောနော်ပြောစရာကောင်းတာကြီးလဲပါတယ်စိတ်လှုပ်ရှားစရာကြီးလဲပါတယ်ပြီးရင် အာပင်မရတဲ့ခိုက်တန်းတွေလည်းရှိတယ်အဲ့လိုမျိုးအမတ်တရားဖြစ်တဲ့ဟာလေးတွေရင်ထဲမှာအဲ့လိုအေး touch ပြတဲ့ဟာလေးတွေရောအပြောရမှာပေါ့နော်အဲ့လိုတသက်လုံးမှာတစ်ခါမှပြန်မကြုံကျင်တော့တဲ့ဟာတွေရောအဲ့လိုဟာတွေရောပေါ့နော်ဆိုတော့အရင်ပြောကောင်းတယ်အရင်ကစိတ်လို့ရှောက်ကောင်းပြီးတော့ပုံလို့ထူးခြားတာသူက reality show ပေါ့နော် ဘာမှအဲ့လိုဇက်လန်းစင်ထားတာမဟုတ်ဘူးပြောရတဲ့စကားတွေကစအဲ့လိုဘာပြောပါဘာပြောပါမရှိဘူးဒီ on set ပေါ်မှာမှာရက်ကူးတဲ့အချိန်ကျမှမင်းတို့ဒါဒါဒါလောက်မှာဟာဟင်းဟာတွေပါဖြစ်ပြီးတော့အဲ့လိုလောက်ရတာမျိုးဆိုတော့အရင် reality ဖြစ်တယ်လို့ကျွန်တော်တို့ရဲ့ lifestyle ကျွန်တော်တို့ရဲ့အဲ့မှာဖြစ်ခဲ့တဲ့အရာတွေဆော့ game ဆော့ရတဲ့ဟာဆိုတော့တကယ်တကယ်ဆော့ခဲ့ရတာပေါ့နော်အဲ့အလုံးအမှတ်ရပန်းခဲ့ရဆိုတော့တချို့ရက်ဒီမှာဆိုရင်အော်ပေါ်တွေပါဆွဲတဲ့လူတွေကဆွဲအင်းရှိရဲအဲ့လိုမျိုးဘာပြားတွေလုံးတယ် ဟုတ်နော်ပေါ်ပေါ်ဆွဲတာပေါ်ပေါ်ဆွဲတာမဟုတ်ဘူးစောင့်ကြည့်လိုက်ပါစောင့်ကြည့်လိုက်ပါစောင့်ကြည့်လိုက်ပါအော်အော်ဆွဲတဲ့လူတွေရောအမှရိုးတုံမှာပဲအမှကျွန်တော်ဟိုအရန်တအားပြိုကြောင်းတဲ့ချိန်လည်းရှိရတယ်တအားဝမ်းနေကြောင်းတဲ့ချိန်လည်းရှိတယ် ိမ့်မယ်အားတွေပါပါကောင်းပြီပြန်ပေးနိုင်မှာအပါဟုတ်လေကို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 ဘယ်လိုပြောမလဲဟောအာကသနမတယောက်နီးပါပဲပေါ့နော်အာကသနမတော့မဟုတ်ပြီမဲ့အကသမားဆိုတော့အကနဲ့လှုပ်ပြီးတော့ entertain လုပ်ဖြောပြရတဲ့လူဆိုတော့အာပင်ပန်းနေလဲခံနိုင်မယ်တော်ရုံလောက်ဆိုဘာမှမမှုလောက်ဘူးပေါ့နော်အဲ့လိုခန္ဓာကိုယ်လှုပ်ရှားမှုဆိုင်ရာဒါပေမဲ့ အဲ့မှာအာပြန်တော့ဒီမကြုံရင်တော့မကြုံချင်ဒါပေမဲ့အရင်အမှတ်တရဖြစ်တာမကြုံချင်တော့ကိုကပြန်မရဘူးအရင်ရရရရနေတာပေါ့ရနေတယ်ဘာလို့လဲဆိုတော့ဒီလိုခိုက်တန်ဒီလို movement နဲ့ဒီလိုအစီအစဉ်ကနောက်တစ်ခေါက်ပြန်ကြုံဖို့ဆိုတော့မသေးချာတော့ဘူးဒါပေမဲ့အခုလိုဒီအစီအစဉ်လေးမှာပါဝင်ရခုဆိုတကယ်လည်းဝမ်းသာတယ်ပြီးတော့လုံးဝကအစီအလုံးမရနိုင်မရနိုင်မဲ့အစီအစဉ်လေးအချိန်နိုင်ပဲဟုတ်လားအင်း ကိုတို့အမှတ်တရဆိုရင်တော့အဲ့လိုတသက်စာမေးလို့မရမယ်အဲ့လိုအခိုက်အတန့်လေးပေါ့နော်ဟုတ်တယ်ခုနကကိုပြောလို့ပဲအဓိကကျွန်တော်တို့နဲ့ကျွန်တော်ရဲ့ game လေးတွေ fan လေးတွေကဘယ်လိုမျိုး relationship လဲဆိုတော့ဒီလိုမျိုး romantic center တွေအဲ့လို dating မျိုးတွေထက်ကျွန်တော်တို့ကအခွင့်အရေးပုံများတယ်အခွင့်အရေးတော့ကိုယ့်ရဲ့မောင်နှမတွေလို့ကိုယ့်ရဲ့ part of the family ပေါ့နော်ဒီကိုယ့်ရဲ့မိသားစုဝင်တွေလိုမျိုးဆက်ဆံကြတယ်ညီထွေးကြတယ်အဲ့လိုမျိုးဟို relationship မျိုးဆိုဒီလို dating program ကကျွန်တော်တို့ကအခွင့်အရေးပုံများတယ်ဆိုတော့ဒီ throughout the game မှာလည်းကျွန်တော်တို့က game တွေအများကြီးဆို ောတဲ့အခါမှာကျွန်တော်မှန်းမထားတဲ့ဟာမျိုးတွေပေါ့နော်။ဟာတရက်ကိုတမျိုး၊တရက်ကိုတမျိုးဆိုတော့လို့အာယတ္တတွေကမျိုးစုံပထမရက်မှာငိုရာတွေရောအပျော်ရာရော နောက်နေ့ကျရင်လည်း surprise တွေရောနောက်နေ့ကျရင်အဲ့လိုအမျိုးမျိုးမျိုးဆိုတော့ဘဝမှာတစ်သက်လုံးမေးလို့မရမဲ့ဟာတွေပေါ့။အဲ့လို fan လေးတွေလည်းအဲ့လိုပြန်ဝဲဝင်နေတဲ့ fan လေးတွေလည်းလာပါတယ်ကျွန်တော်။အဲ့ဒီမိုင်ပွဲလေးတွေရှိတော့လာ။ကျွန်တော်မျက်နှာကိုပြန်မြင်အဲ့ဒီတော့က moment တွေပြန်ပြောသတိရတယ်။ one ဆိုဆိုအဲ့လိုမျိုးကြီး။ဘယ်လိုခံစားချက်ကြီးလဲမပြန်ရတာပေါ့နော်။ဘိုးရောယင်းနီးပါလို့ခံစားရတယ်။ယင်းနီးပါရောကိုယ့်ရဲ့ညီမတကယ်ညီမအရေး င်းတယောက်လူမျိုးတွေအဲ့လိုမျိုးခံစားရတယ်တကယ်ဘဝမှာပြီးလို့မရပါဘူးခိုက်တယ်ဘုမင်းကလည်းပြောပြပါဦးဘုမင်းကြောင့်ဘာသာသာရှိတယ်ဘာလဲဆိုတော့ဘာလဲဆိုတော့ဘာလဲဆိုတော့ဟာကိုေချောင်းတင်ပူချက်ဝါအောင်ချစ်တယ်ပူတူအောင်တကယ်ပါအခုကဒေးဝစ်မီစီစဉ်ဒူးမှာပေါ့နော်ဒေးဝစ် project ခင်နေနဲ့ပါဝင်ကွင်းရတာတကယ်ကျေးဇူးများကြီးတင်တယ်ဘာလို့လဲဆိုတော့အခုလို cam နေနဲ့ကျွန်တော်တို့เนี่ย ဟိုအရင်လိုကြီးကြီးခွင့်နေရာလေးဗာတိတ်မရှိရချတော့အခုကျတော့လုံးဝအရင်လိုလည်းမဟုတ်ပဲねတော်တော်နီးစက်နဲ့ဂိမ်းကြီးဆော့ကြရတယ်တူတူပြောကြရတယ်အမတ်တရအချိန်တွေတူတူဖြတ်တန်းကြရဖြစ်တဲ့အတွက်ဘေးဝဲမီရောလည်းအများကြီးတည်တယ်ပြီးသွားတော့ပုံရင်မြဲပြောသလိုပါညီကိုရေဆိုလို့ရှိရင်လည်းဟုတ်တယ်အရင်ကလိုတိတ်မဆုံတာတိတ်မဆုံပြုတ်တယောက်တနေရဒီလည်းဖြစ်နေတော့လေအခုလိုအချိန်မှပြန်ဆောင်ဝင်ရတယ်အဲ့တော့ကျေးဇူးတင်ရန်တင်တယ်အရင်လည်းပြောင်းပြီးရယ်ငုံနဲ့မငုံနဲ့ဖမီတီကတော့လောလောဆယ်တော့ ဟိုလိုမဲ့ပေါ့နော်ဟွာဖမီတန်ကလောဆယ်တော့စီစဉ်တော့မရှိသေးဘူးဒါပေမဲ့ကျွန်တော်တို့ဒီ Airban တွေပါတယ်နောက်ထပ် comeback Airban လာပြီးရင်တော့ဖမီတန်ကတော့တေချာပေါ့လုံမယ်ပေါ့နော်အခုလောဆယ်ကတော့ Airban လည်းနည်းနည်းတော့လိုမဲ့ single song လေးတွေကို online release တွေလုပ်ဖို့ပဲကျွန်တော်တို့အားလုံးစိုက်နေပေါ့နော်ပြီးတော့ဒီ28ရက်နေ့မှာကျွန်တော် new song တစ်ပုဒ်ထပ်မယ်ပေါ့နော် ကျွန်တော်တို့ project ကြီးရဲ့ညီနေချပုံစံလေးမဟုတ်တဲ့ team လေးနဲ့ဟိုကပုံစံတက်ကလေးပေါ့နော်အဲ့ဒါလေးနဲ့ဟိုစက်ခွင်းလေးမှာအချင်းဟိုအဓိကပြောရရင်တော့ပြောတာပေါ့နော်ဟိုအရင်တည်းကနေအားပေးခဲ့တဲ့ဟိုဒီမင်းမီးတယောက်လည်းဖြစ်တယ်ပြီးတော့ကိုယ့်စီနေရာအမတယောက်လည်းဖြစ်တယ်ဆိုတော့မင်းမျိုးနေကနေရာလည်းအရန်ပျော်ရှင်မိပါတယ်စိတ်လည်းလှုပ်ရှားပါတယ်ဟုတ်ဒီ28ရက်နေ့မှာပေါ့နော်တချင်းလေးအစ်စ် performance လေးရောပါမယ်ပေါ့နော်ဆိုတော့ အားလုံးအတွက် entertain ဖြစ်မယ်လို့ထင်တယ်ကျွန်တော်တို့အဲကျွန်တော်တို့မလုပ်ဘူးတဲ့ပုံစံလေးပေါ့နော်ကျွန်တော်တို့ project ကြီးကတော့အများအားသော performance ကိုပို့ပြီးတော့မှအသားပေးရဖြစ်တယ်လူတွေအားလုံးအတွက်ပို့ပြီးတော့ entertain ဖြစ်မဲ့ပုံစံလေးကျွန်တော်တို့ပြင်ဆင်ထားတဲ့အကတွေလည်းပြပြင်ဆင်ထားပါတယ်လို့အဲကြရင်လည်းကျွန်တော်တို့ရဲ့ပရိသတ်တွေအားပေးနေစောင့်မျှော်နေတဲ့လူတွေလည်းအဲလုံအောင်ခြေနေမယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ နီးရက်နီးလို့ရှိရင်ကျွန်တော်တို့ဘယ်ကနေဘယ်ကနေကြည့်ရှုလို့ရမယ်ဘယ်မှာရှိမယ်ဆိုတဲ့အရာတွေလည်းကျွန်တော်ပြန်ပြီးကြည့်ညာပေးပါပါမယ်